ရင်အမျိုးသားအစည်းအရုံး KNU ဗိုက်တဝဲခရိုင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးနဲ့အတူစစ်ရေးဖော်ဆောင်နေတဲ့ထီးစဲမဲရွာစစ်ကြောင်းဟာ KNL လောက်ခံတပ်အဖြစ်ပူးပေါင်းလာကြောင်းကရင်တရင်ရဲမြက်ကပြောပါရယ်အရင်က KNL တရင်စစ်တရဲလောက်ခံစစ်ကြောင်းတစ်ခုဖြစ်တဲ့ထီးစဲမဲရွာစစ်ကြောင်းဟာစစ်တပ်အာဏာသိမ်းစောက KNL တပ်မဟာလေးကစစ်ရေးဖော်ဆောင်မှုမလုပ်တာနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုကြောင့်တရားရည်ရာကနေအခု2025နှစ်ကုန်ပိုင်းမှာ KNL နဲ့အတူပြန်လည်ရည်တည်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။စစ်ရေးဖော်ဆောင်တယ်ဆိုတာဟာကြိုတင်ပြင်ဆင်ပြီးမှလှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့ခေါင်းဆောင်တွေရဲ့စဉ်းစားချက်ကိုအောက်ခြေကတရင်တက်ဖွဲ့တွေကနားလည်မှုကွဲလွဲပြီးထိစေမဲ့ရွာစစ်ကြောင်းကခွဲထွက်ခဲ့တာပါ။အဲ့ဒီနောက်ကော်တူးလေးတက်မတော် KTL တစိုက်တက်ဆင်ခဲ့တာလို့တရင်ရင်းမြစ်ကရှင်းပြပါတယ်။ဒါပေမဲ့ KNL အနေနဲ့အဲ့ဒီလှုပ်ဆောင်မှုအပေါ်အပြစ်တင်တာမျိုးမရှိခဲ့ဘူးလို့တရင်ရင်းမြစ်ကဆိုတာပါ။2023 2024နှစ်တွေအတွင်း တမဟာလေးရဲ့စစ်ရေးဖော်ဆောင်မှုတွေမှာသီးဆဲမဲ့ရွာစစ်ကြောင်းကလောက်ခံတမဟုတ်ပေမဲ့စစ်မြေပြင်မှာတော့အတူပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်မှာစစ်ကောင်စီရဲ့မော်တော်နေဆက်စကန်သိမ်းပိုက်အပြီးမှာသီးဆဲမဲ့ရွာစစ်ကြောင်းက KNL ရဲ့လောက်ခံတပ်အဖြစ်ပြန်လည်ပူးပေါင်းလာခဲ့တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ KNU ဗိဒ္ဓဝေခရိုင်ရဲ့မော်တော်မျိုးသိမ်းစစ်စင်ရေးမှာပါဝင်တဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေအမည်ကိုဖော်ပြရမှာ။ KNLA ထီးဆက်မဲရွာတရင်အမည်ကိုဖော်ပြထားတာလည်းတွေ့ရပါတယ်။ထီးဆက်မဲရွာစစ်ကြောင်းဟာအင်အား၄00ကျော်လောက်ရှိတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းကရင်တရင်ရင်မြတ်ကစပြောပါတယ်။ KNLA တမဟာလေးနဲ့တော်လရေးပူပေါင်းတပ်တွေဟာမြန်မာထိုင်းနယ်စပ်မြို့တချို့အပေါင်းဝင်နယ်စပ်စခန်းတွေ၊ဗျူဟာစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လက်တလောစစ်ကောင်စီရဲ့တနင်္လာရီတိုင်းအတွင်းထိုးစစ်တွေကိုလည်းအတူပူးပေါင်းခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။